တဟာတော့ကဘောတော်ဦးဝိုင်းလို့ခေါ်တဲ့ဗရုံမင်းကမြင်နှံပြတ်တတော်ရဲ့အထက်မှာရှိနေတဲ့အပေါက်ကလေးကိုသူကအဲ့ဒါမြင်တော့နိနာမှာလည်းပဲအတွင်းဝင်အမတ်ကြီးဥပေါ်ဦးရှိပေါ်ဦးအဲ့ဒီအပေါက်ဘာအပေါက်ခေါ်သလဲမလားပါအဲ့ဒါတရားပေါက်ခေါ်ရတယ်ဗျာအေးမင်းတို့တရားပေါက်ပါတယ်ငါလည်းတစ်ခါမှတရားမင်းလာတယ်မတွေ့မိပါဘူးရှင်မင်းတရားတရားမင်းလာတယ်ဆိုတာအเจ้าမဲ့လာတာမဟုတ်ပါဘူး ဟာဒါဆိုမင်းတရားမင်းကဘယ်လိုအကြောင်းရှိမှအဲ့ဒီအပေါက်ကနေလာသရုံတိုင်းပြည်မှာမင်းညတရားဆယ်ပါးနဲ့မင်းညွတ်တဲ့မင်းဆိုးမင်းညက်တွေအုတ်ချုပ်နေပြီဆိုရင်တရားမင်းကအဲ့ဒီအပေါက်ကနေလာပြီးတော့ဆုံးမတယ်လို့ကြားဖို့ပါတယ်ဒါကြောင့်အရှင်မင်းကြီးလည်းပဲတရားအပေါက်ကနေတရားမင်းလာတာတွေ့ရင်တော့မင်းဆိုးမင်းညက်တွေလို့ပြုတ်ကျင့်နေမှလာပါလိမ့်မယ်လို့ပြောတော့อืมတရားမင်းမလာလဲနေပါစေကွာ ဒါသဝင်မှာမင်းဆိုမင်းကျင်တစ်ပါးဖြစ်နေတော့စာအတင်မခံနိုင်ပါဘူးလို့ဘိုးတော်ဝိုင်းကပြောတယ်။ဒီနေ့ခေတ်လည်းဦးဇင်းတို့ကြံ့ကြံ့ဖန်ဖန်ပဲနော်။ဘုရားရှင်ရအဆုံးမမှာတည်ပြီးတော့ဘုရားအဆုံးမတိုင်းလိုက်နေပြီးဘုရားသာသနာမှာနေနေတာဟုတ်ပါလျက်နဲ့ကြံ့ကြံ့ဖန်ဖန်တရားသာသနာကိုမျှော်တဲ့လူပါရှိသေးတယ်။အေးအဲ့ဒါနော်။ကြံ့ကြံ့ဖန်ဖန်တရားသာသနာကိုမျှော်တယ်။တရားသာသနာဆိုတာဘယ်လိုခေါ်တယ်လဲဦးဇင်းတို့လည်းမသိပါဘူးသိတာတော့သူတို့အယူအဆပဲဖြစ်ပါလေ။ဘုရားသာသနာဆိုတာကဘုရားအဆုံးအမကိုပြောတာ။ ာသနာဆိုတာတကယ်တော့အဆုံးပါကိုပြောတာ